အာဘောနော်ဒီပြင်မနာပဲလူတွေတော့ကူညီဘူးပေါ့နော်ဟိုဟိုဝေးရနေရာကြတော့လဲကျွန်တော်ကငွေအားပဲကူညီပေးတာဆိုတော့ငွေအားပဲကျွန်တော်ကူညီပေးတာပေါ့နော်နေရာနေရာကြတော့ကိုတိုင်နိုင်ငံလောက်လိုအပ်ပြီးတိုင်းကျွန်တော်တွားတယ်အခုကတော့ဟိုတိမိတ်ဆွေနေပဲတွားပါပါအနုပညာရှင်ဆိုလို့ကျွန်တော်လောက်ပဲပါပါလေအဓိကတော့အဓိကကိုကိုတိုင်လုပေးခြင်းနဲ့စက်ကလေးနဲ့ကျွန်တော်တွားတာပါဟုတ်လိုလေးပြင်ဆင်သွားရလို့ရှိတယ်ဆိုတော့အာအဓိကတော့အကူကတော့ဒီကျွန်တော်ကျွန်တော်ခင်တဲ့အကူကတော့ တော်လိုအပ်တာတွေအားလုံးပြင်ဆင်ထားတယ်အစားအသောက်တွေငွေရောပေါ့နော်အများကြီးပေါ့ဒီတို့ဘက်ကအားလုံးပြင်ဆင်ပေးတာကျွန်တော်ဘက်ကတော့ကိုကာရအားနဲ့ပဲတော့မှာပေါ့နော်ဟုတ်အဲအားတင်းထားပါအာကျွန်တော်တို့လက်တနေကြတော့ပေါ့နော် အားလုံးတူတူဒီဒီကဆိုးယူကြောက်ဖြတ်ကြမှာပါအားလုံးပြောချင်ပါတယ်ကျွန်တော်ကတော့ဒီချိန်မှာစိုးရိုက်ပြီးသွားနေကောင်းတာလာမှာပါလို့ပဲပြောချင်ပါတယ်ကောင်းသောစကားပဲပြောချင်တယ်ပေါ့နော်အားလုံးကောင်းသောအရာတွေလာပါစေကောင်းသောအရာတွေကျွန်တော်တို့တူတူ เนาะဖန်တီးကြမှာပေါ့ပြောချင်ပါတယ်ခင်ဗျဒီရလာတဲ့ရှေ့ရှားရတဲ့ကတန်တလောပြင်လဲထူထောင်ရေးလည်းရှိလာမှာပါပဲလေအဲ့တဲ့တန်တနေပဲအခုအများကြီးကျိုးပန်းပြီးတော့ဒူအားတော်လောက်ကောင်းကိုရတော်လောက်ကောင်းပေါ့နော်ပါဝင်ကူညီတော်မှာပါဆောဒီငလီနဲ့ပတ်သက်တာတော့ကိုတိုင်းကြုံတွေ့ခဲ့ရတဲ့ဟာပေါ့နော်အဖြစ်ပြက်ပေါ့ပေါ့ညာရင်းချင်းတွေ့ခဲ့ရတဲ့ဟာမျိုးတွေပေါ့နော်အဲကျွန်တော်ကလှူအားပေးရတော့အခုဒီရဲ့ဘက်မှာကျွန်တော်တော့မှာပေါ့နော်ရှေ့ရက်တွေအဖြစ်ဖြစ်ရှေ့ရက်တွေကတော့ကျွန်တော်က အမေကျမကြီးရချင်းလေးတွေရကျွန်တော်အကိုကြီးကျမကြီးကျမကြီးဖြစ်တဲ့အားနေသွားတယ်ပေါ့နော်အားလေးတွေအကြောင်းကျွန်တော်စီးုံစီကံရချင်းလေးတွေနဲ့ပို့ရတဲ့ဟာတွေမှာကျွန်တော်တယောက်ပဲရှိတဲ့အတွက်ကျွန်တော်ချက်ချင်းမလိုက်နိုင်ဖြစ်သွားတယ်ပေါ့နော်ဒီကိုရန်ကုန်ဒီကလေးဖြစ်ပြီးနောက်ရက်ပြန်ရောက်လာတဲ့အချိန်မှာလေလူကလည်းတအားပေါ့နော်နည်းနည်းစိတ်ကောလူရောနည်းနည်းပြန်မှန်းသွားတဲ့အချိန်မှာချက်ချင်းပြန်ပြန်ထွက်နိုင်လဲပါတယ်ပေါ့အဓိကကျွန်တော်ဘာကူပေးလိုက်လဲကူနိုင်လဲဆိုတော့ပေါ့နော် ငွေအားနဲ့ကျွန်တော် social မှာပေါ့နော်ကျွန်တော်တို့ social မှာဘယ်နေရာဒီဒုက္ခရောက်နေတယ်ပေါ့နော်ကျွန်တော် share ပြီးတော့ကျွန်တော်ကူညီတယ်ပြီးတော့အလူတန်းလေးကျွန်တော်လုပ်ပေးပါတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ကူညီနိုင်တာလေးကျွန်တော်လုပ်တာတနက်တလောက်ပေါ့နော်ရန်ကုန်မှာဒီကနေထွက်မဲ့လူထွက်မဲ့လူတွေကိုတနက်တလောက်တော့အဲကိုတနက်တလောက်လေးတော့လူငွေလေးရယ်ပြီးတော့ကိုတိုင်ရောနည်းနည်းပါပေါ့နော်ဝိုင်းဝိုင်းလုပ်ပေးတာပါခင်ဗျာဒီဟာကမနက်ပြငလင်လှုပ်တဲ့ဟာကိုတော်တော်မသိလိုက်ဘူးဟိုကျွန်တော်ကအမြန်လန်းပေါ့နမန်းလေးသွားနေပေါ့နော်အလုတ်က ကျွန်တော်ပွက်တက်လေးတစ်ခုပေါ့နော်ဒါလက်ကီတိုင်းမပွက်တက်လေးရဲ့ပြုစီကျွန်တော်ရိုက်ကူးရေးတစ်ခုရဲ့ပေါ့နော်ကားထဲမှာဒီပေါ့လူနဲ့ PC နဲ့အပြည့်နဲ့ထွက်သွားလိုက်တာပဲထွက်သွားလိုက်တော့ကျွန်တော်နေပြီးတော့အကျော်ပေါ့မိုင်းနှစ်ရာအကျော်မှာအဲလမ်းကားမောင်းနေပေါ့လမ်းလူးနေတယ်ပေါ့နော်လူးတယ်ဆိုတော့ကျွန်တော်ယူရက်ကျွန်တော်ကားမြဖြစ်လာဒါပေမဲ့လမ်းမညီလို့လမ်းများလူးလာပေါ့အဲ့လိုပဲတွေးလိုက်တာပေါ့နော်တွေးပြီးတော့မောင်းသွားလိုက်တာပေါ့နော်ပြန်ညီသွားလည်းကောင်းသွားတယ်ပေါ့နော်ဒါလမ်းမအမိုင်185နေပြီးအာမိတ်လိုက်ရောက်တဲ့အချိန်မှာအဲ့အချိန်ဒီကိုငနေလှုပ်မှန်းကျွန်တော်မသိဘူး ဘလာဒီလေလုံးမကျွန်တော်မသိဘူးအဲ့မှာမိတ်လာမှာလည်းဘာမှပျက်စီးကြလည်းမတွေ့ဘူးအမိတ်လာလူတွေကလည်းအလုံးကလည်းအေးစေးစေးပဲဆိုတော့လည်းလေတော့လည်းအမကိုကိုတင်ပြဘောကိုအင်ဂျင်ပေါ့ဒါစကားလက်နှုတ်ဆက်တယ်တော့ပဲပေါ့နော်အဲ့ကျွန်တော်မှာပါလာကျွန်တော်ညီလေးရဲ့အဖေကဖုန်းဆက်လာဖုန်းလိုက်လည်းလမ်းမှာမမိဘူးမိတော့သူ့ဖုန်းကကျွန်တော် already ဆိုတော့မိတယ်ဆိုတော့ငါလေးလုတ်တယ်တဲ့ဟိုပိုင်းတော့ကျွန်မလမ်းတစ်ခုလောက်ကျုံဝင်သွားတယ်အဲ့ဒါ view site မောင်းသွားကြပေါ့နော်အဲ့လည်းစိတ်ပူလို့လမ်းပြောတာတဲ့ဖေဖေရတဲ့အေးပေါ့အေးပေါ့အဲ့ဒါဆိုအေးစေးပဲဆိုပြီးတော့ ောက်တစ်ခေါက်ဖုံးဝင်လာတယ်ပေါ့နော်စကိုင်းတရားပေါ့နော်ကျိုးသွားတယ်ပေါ့နော်ဟောအဲ့တော့ဆိုးလာပေါ့အဲ့ဆိုရင်ကျွန်တော်ပြန်ထွက်လိုက်တာခုနကငါတို့ငယ်လှုပ်တာငနေလှုပ်တာပေါ့အဲ့အဲ့ဒီလာမှကျွန်တော်ကတည်တာအဲ့ဒီတော့မှကျွန်တော်ကအဲ့နဲ့မန်လေးကိုဆက်သွားမှာပေါ့နော်ပေါ့ကျွန်တော်အလုပ်လက်ခံထားတဲ့ဟိုအလုပ်အလုပ်ဘက်ကအလုပ်ရှင်ဘက်ကဒါမလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဘူးမရိုက်ဖြစ်ဘူးပြောမှသာတယ်ကျွန်တော်ကဒါကို cancel လုပ်ရမှာသာကျွန်တော်အလုပ်ကကျွန်တော်ရအောင်သွားတော့ဒီပေါ့အဲ့တော့မိုင်344မှာမရောက်ခင်မှာအလုပ်လက်နေပြည့်စည်တာမြင်တော့ဒီကနည်းနည်းတော့စိတ်လုံရှားလာတာပေါ့နော်စိတ်လုံရှားပြီးတော့ တော်တော်လေးလဲဘယ်လိုပြောရမလဲမြင်ရတော့စိတ်ထဲမှာတမျိုးဖြစ်လာပါဘူးဖြစ်နေအဲ့တော့340လေးနဲ့တော့60ပဲဆင်းသွားပြီးတော့တော့ဆက်ပြီးမှပြည့်စည်ရရင်ဒီမှာဒီမှာတော်တော်စိတ်စိတ်တက်မှာစိတ်နည်းနည်းပေါ့နော်စိတ်ချောက်ချသွားတာပေါ့နော်တော်တော်ချင်းနေစိုးပါလာပေါ့နော်သူကအဲ့နဲ့မျိုးသမီးကလည်းပါတော့ဘေးနာမိတယ်ပေါ့အလုပ်ကိုဆက်သွားမလားမျိုးဆက်သွားမယ်ပေါ့နော်သူလည်းရောက်အောင်တော့မကိုတောင်းတော့တာမန်လေးမျိုးကဘယ်လိုချင်းနေဖြစ်နေရလဲကျွန်တော်လုံးဝမသိအောင်ဖုန်းကလည်းဆက်လို့မရအင်တာနက်လည်းမရဘာမှလုပ်လို့မရမရဘူးအဲ့မှာဖုန်းတွေကလည်း ဘူးဆက်လက်မပြအင်းနဲ့ဆက်လို့မရအောင်အဲ့ဒါကျွန်တော်ဆက်သွားသွားရင်းနဲ့ဟိုစင်ကိုင်ဘက်မှာမိတ်ဆွေတွေနဲ့မိလိုက်တော့လဲသူတို့လည်းကြည့်လိုက်တော့အချိန်ကြီးကောင်းအဲ့လိုဆက်သွားသွားနဲ့စင်ကိုင်တွေရောက်ကြော်လဲရောက်လမ်းပိတ်သွားလမ်းတွေပိတ်တော့ကျွန်တော်ကရုတ်တရက်ကျွန်တော်ကကောင်းပေါင်းနဲ့သတိထားလိုက်တဲ့အချိန်မှာစီဆိုင်တွေကပိတ်ထားတယ်ပိတ်ပိတ်ထားကျွန်တော်ကကြည့်လိုက်စီကတဝက်ကြော်တော့ကြံနေတယ်ပေါ့နော်အဲ့ဒါရှိပြနေကိုကဒါတော့တွက်ချက်ရတာပေါ့တွက်ချက်ချိန်မှာတိုးတာတိုးလို့မရတဲ့ပြဿနာအဲ့မျိုးသမီးနဲ့တိုင်နေပြီးတော့အကုန်ပြန်လှည့်ရတာပေါ့နော် ဖုန်းနဲ့လည်းမရဘူး။နောက်ပြီးကြမှာဖုန်းလေးနည်းနည်းဝင်လာတယ်။မက်ဆေ့ချ်တန်းတန်းဝင်လာတယ်။ဖုန်းလေးကြကြမှာအဲမှာဝင်လာတယ်မှာပွဲရုပ်လည်းမိလာတယ်။ပွဲရလည်းနောက်ဆုတ်လိုက်တယ်တဲ့ရွှေ့လိုက်တယ်ပေါ့နော်။အဲတော့ကျွန်တော်ရန်ကုန်ပြန်ဆင်းလာကြတယ်။ရန်ကုန်ပြန်မယ်ပေါ့နော်။ရန်ကုန်မှာအချိန်လေးဘယ်လိုရှိလဲမသိဘူး။ရန်ကုန်မှာအမေနဲ့ဖေကလည်းရှိတယ်။အဲတော့ကျမကြီးအားနဲ့တဲ့ကိုကလည်းရှိတယ်။ပြီးတော့မြို့တပီဘက်ကလည်းအမေနဲ့ဘွားလည်းရှိတော့မိနဲ့ဖေဘွားလည်းရှိတော့အဲနဲ့စိတ်ကုန်စိတ်ပူပြန်ကြတော့အဲဒါမှရှင်နေတဲ့ပူပူဆိုးမဲ့စိတ်ထဲမှာဖြည်းဖြည်းခံစားလာမိတယ်။ဘာမှတော့သွေးပူနေတာပေါ့နော်။ ဘာဖြစ်လို့ဖြစ်မှန်းမသိစိတ်ထဲမှာဟုတ်ကောဟုတ်ရဲ့လားဘောနတကယ်ဆိုတော့ဒီမှာအတွေးတွေကများနေတာဆိုတော့မန်လေးပဲဆက်သွားမှာလားအဲကျမတော့နည်းနည်းမြို့သွေးနဲ့နည်းနည်းလေးကတောက်ကဆဖြစ်နေတယ်မန်လေးကိုရအောင်သွားမယ်ပေါ့နော်တခုဆိုရင်မန်လေးမှာဟိုဖြစ်တယ်ပေါ့ကိုရမန်လေးချင်းနေလို့မသိရတော့ဟိုပေါ့နော်ညှိနိုင်သေးတယ်တရားတော်ညှိနိုင်ပြီးကျမနောက်ဆုံးပြတဲ့စီစဉ်ချလိုက်တယ်ရန်ကုန်ပြန်လှည့်မယ်ပေါ့နော်ဘာလို့ဆိုတော့ဒီဘာကြောင့်ပြန်လှည့်လဲဆိုတော့ကျွန်တော်ဆက်တူလို့မရတော့စီစဉ်နေရတယ်ပိတ်တယ်တော်တော်ဆက်ဒီကျမပိတ်သွားလို့ရှိရင်ဒီကားကစီကုံသွားလို့ရှိရင်ရှစ်သွားလို့လည်းမရဘူးနောက်လည်းပြန်လှည့်လို့မရဘူးအခြေအနေတစ်ခုကြောင့် တော့ပြန်လဲတခုတော့ကန်ကောင်းတာအဲစင်းကန်မျိုးတဲမှာပဲဟိုနော်နံပါတ်လေးတော့ကျွန်တော်တက်ပြပါမယ်အဲကြော်စီဆိုင်ကစီလေးပေးတယ်ဗောနကျွန်တော်စီဆိုင်ကြီးနေအကုန်ပေးတဲ့ချိန်မှာအဲကြော်စီဆိုင်ကစီပေးတဲ့စီကြောင့်ဒီရန်ကုန်ပြန်ပြန်လို့ရလာတာဗောနော်ပြန်လို့ရလာတော့အဲကြော်ဆိုင်စီလေးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့အဲစင်ကန်ကမှမုတ်ဒီပေးတဲ့ဟိုနော်ဆိုင်နံပါတ်မှတ်ပြီးတော့အဲကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗောနော်ကျွန်တော်ပြန်လာတော့ရန်ကုန်တက်မြလို့မရဘူးနေပြီးတော့ရောက်တော့ပိတ်ထားတယ်ဗောနော်လမ်းဟောင်းကပြန်မယ်ဆိုတာနေပြီးတော့မြို့ထဲဝင်ပါ စစ်စစ်ကိတ်ကပြောပါတယ်လူထဲမှာလမ်းလေးတော်တော်ပျက်စီးနေပေါ့နော်ရှောင်ချားကြီးမောင်းပေါ့ပြီးလဲပြက်နေဆိုတာကျွန်တော်ကလည်းမောင်းမောင်းနဲ့အဲမျိုးထဲမှာနေပြီးတော့လမ်းနဲ့ပြင်ပနာလမ်းရမှာတော်တော်ခြေတွေဆိုးတာမြင်ခဲ့ရတာပေါ့နော်တော်တော်လေးလည်းလူကစိတ်လည်းတော်တော်ခြောက်ကြပေါ့နော်အတွားနဲ့အပြန်မှာလူကဟိုချက်ချင်းပေါ့နော်ပြန်တော့လည်းနည်းနည်းခီးပန်းတာပေါ့ခီးပန်းတော့ ကဲလည်းမောင်းကြတော့ဗောအပြုသမီးလည်းကျတော့အာကိုရပါတယ်သူလည်းယောက်ျားကြီးလိုပဲသူလည်းမောင်းကြပါတယ်အာဘောနော်ဒီပြင်မနာဘက်လူတွေတော့ကူညီပြီးဗောနော်ဟိုတော့ဟိုဝေးရနေရာတွေကျတော့လည်းကျွန်တော်ကငွေအားပဲကူညီပေးတာဆိုတော့ငွေအားပဲကျွန်တော်ကူညီပေးတာဗောနီးရနေရာကျတော့ကိုတင်နိုင်တော့လိုအားပေးနိုင်ကျွန်တော်တွားတယ်ဟိုတော့လည်းမလင်းတို့တွားတဲ့အချိန်မှာကျွန်တော်မလိုက်နိုင်ဘူးဗောဆိုတော့ကျွန်တော်အမေစီကန်ချက်ချင်းတွေက နှစ်ရက်သုံးရက်ကဆင့်နေတော့ကျွန်တော်ဘလူးမလိုက်လို့မရဘူးလို့ဖြစ်နေတော့အခုအားတဲ့အချိန်ဒီမှာကျွန်တော်တော့လုပ်ပြီးလုပ်ပေးမှာပါဟုတ်ဆိုတော့ဘသူတွေနဲ့တောင်းပါလိမ့်မယ်ဆရာအခုကတော့ဟိုဟာတီးမိတ်ဆွေတွေနဲ့ပဲတောင်းပါပါအနုပညာရှင်ဆိုလို့ကျွန်တော်လောက်ပဲပါပါလေအဓိကတော့အဓိကကိုကိုတိုင်းလုပ်ပေးခြင်းနဲ့စက်ကလေးနဲ့ကျွန်တော်သွားတာပါဟုတ်ဘလူးလေးပြင်ဆင်သွားရလေရှိတယ်ဆိုတော့အာအဓိကတော့အကူကတော့ဒီကျွန်တော်ကျွန်တော်ခင်တဲ့အကူကတော့အာလိုအပ်တာတွေအားလုံးပြင်ဆင်ထားတယ်အစားအသောက်တွေငွေရောပေါ့နော်အများကြီးပေါ့ဒီသူတို့ဘက်ကအားလုံးပြင်ဆင်ပေးထားကျွန်တော်ဘက်ကတော့ကိုကာရအားနဲ့ပဲသွားမှာပေါ့နော်ဟုတ် အာကျွန်တော်ကတော့မန္တလေးကိုတော့ရန်ကုန်ရောက်မှအခြေအနေသိရပါတော့မန္တလေးစကိုင်းခြေတော့တကယ်ရင်းထဲမှာလည်းတော်တော်လေးကောင်းပေါ့နော်အဲဒါတော်တော်များကျွန်တော်လိုပဲထပ်တူခံစားမှာပါလို့ Facebook ကြည့်ရင်ကြည့်နေဆိုကျွန်တော်တို့မကြည့်နိုင်တော့ဘူးဆက်မကြည့်နိုင်တော့ဘူးပေါ့နော်အာကျွန်တော်စိတ်တရားဘလူးဘလူးချိုးဟိုင်ဗီဒီယိုတွေမြင်ကိုလည်းပေါ့ရင်းထဲမှာကျွန်တော်ယောက်ျားအစ်တယောက်တော့မကကြရင်လည်းမျက်ရည်တော့မခိုင်းခြင်းဘူးအဲဒါဆက်မကြည့်နိုင်တော့မကြည့်ဘူးဒါပေမဲ့ကနစဉ်းစားလာကိုပါဒီဒီရန်ကုန်မှာရှိရပါလို့ပြေးနိုင်လာကိုငွေအားတော့လကောင်းပြီးွားတဲ့ချိန်မှာဆိုရှယ်မှာ ိုအထောက်အကူပြနေတဲ့လူတွေလိုအပ်တဲ့နေရာတွေပေါ့နော်တကယ်ဒုက္ခရောက်နေတဲ့မှာကျွန်တော် share ရကြီးတယ်ကျွန်တော် share ပြီးတော့ပေါ့နော်ဒါမြင်အောင်သိအောင်တော့ကျွန်တော်လုပ်ပေးနေတော့ကျွန်တော်ဒါပေါ်ပါကိစ္စတွေပါကျွန်တော်ကျွန်တော်လုပ်ပြတာလုပ်လုပ်ပြပါတယ်အခုမန္တလေးမှာဆိုလို့အဲ့လိုအခြေအနေမြင်ရတော့လေကိုယ်ရင်ထဲလည်းမကောင်းဘူးเนาะမန္တလေးကကျွန်တော်တို့ကအများကြီးလက်ကီးရှိပါတယ်မန္တလေးမှာလည်းကျွန်တော်အများကြီးလုပ်ခဲ့ပါတယ်မန္တလေးမှာပြည်သက်တွေလည်းအများကြီးရှိတယ်ပေါ့เนาะအဲအာတင်းထားပါကျွန်တော်တို့လက်တက်နေကြတော့ပေါ့เนาะအားလုံးတူတူဒီဒီကက်ဆူယူကြောက်ဖြတ်ကြမှာပါလို့ပြောချင်ပါတယ်ကျွန်တော်ကတော့ဒီချိန်မှာ စိုးရိုက်ပြီးတော့နော်ကောင်းတာလာမှာပါလို့ပဲပြောချင်ပါတယ်ကောင်းသောစကားပဲပြောချင်တယ်ပေါ့နော်အဲ့လိုကောင်းသောအရာတွေလာပါစေကောင်းသောအရာတွေကျွန်တော်တို့တူတူပေါ့နော်ဖန်တီးကြမယ်ပေါ့ပြောချင်ပါတယ်ခင်ဗျမန်လေးကမန်လေးရောစကိုင်းပေါ့နော်တကယ်မျိုးမျိုးအများကြီးပေါ့အင်းဝါတို့ရောမျိုးဝဗမာရောပေါ့နော်ရှိတဲ့လူတွေပေါ့နော်အာဒိနာပေါ့ပေါ့နော်ကျွန်တော်တို့အတူတူကြော်ပြကြပါမယ်ပေါ့နော်ဘာဖြစ်ဖြစ်ရန်ကုန်မြို့မှာအဖြစ်နေသွားတဲ့အတွက်ကလည်းကံကံကောင်းခြင်းတစ်ခုပေါ့နော်ဘာဖြစ်ဖြစ်ရန်ကုန်မြို့ကလည်းတနေ့တော့ ဒါရန်ကုန်ကလူတွေကလည်းဒီအနေနဲ့ရန်ကုန်လူတွေကိုလည်းဝိုင်းကူလို့ရတာပေါ့ရန်ကုန်မြို့မှာဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ကျွန်တော်တို့စကားပုံချက်တောင်းမင်းလဲမြောင်မင်းမကူနိုင်မြောင်မင်းလဲတောင်းမင်းမကူနိုင်ဖြစ်သွားမှာပေါ့နော်။ဘာဖြစ်ဒီဘက်ကနေပြီးတော့မဖြစ်တဲ့အတွက်ဖြစ်တဲ့လူတွေတော့ကူနိုင်တာလဲဒါကံကောင်းချက်တစ်ခုပါပဲ။ဟုတ်။အော်အဲ့ဒါတော့ဝင်ကြည့်ရတာပေါ့။တို့တင်တဲ့ပုံမှာခြေနေကြည့်ဝင်ကြည့်ရတာပေါ့။ဝင်ကြည့်မှာကဲလို့ကိုကလောက်ကြည့်ရကြမှာခါကျလည်းလွယ်တတ်တယ်လေ။အဲလွယ်နေတော့ချက်ချင်းပြန်ဖြတ်လဲပြန်ပြီးတော့ကိုရဲ့အနီနာမေးဆွေလည်းပြောကြပါတယ်။ဒီဟာဟုတ်တယ်မဟုတ်ဘူးဆိုတော့ပြောကြတဲ့ပုံမှာကိုကတော့ပြန်ဖြတ်တာပေါ့။ ိုကလည်းလှူကျင်တာပေါ့နော်အများကြီးလှူကျင်တယ်ကိုမလည်းမိဘကျမကြီးပေါ့နော်ဒီဘက်ကကိုဘမိသားစုကျမကြီးပြောကျွန်တော်မိသားစုနဲ့ကျွန်တော်တို့လည်းချိန်တင်လောက်ထိန်ချန်ဝေးစင်လောက်ပဲပေါ့နော်ကိုမချိန်နေကြည့်ပြီးတော့လှူရတာပေါ့ဒီဒီထဲမှာကတနေ့တော့ကိုတည်းရပဲအကုန်လုံးခွဲလှူတာပါပဲအဲ့ဒီတနေ့တော့တော့ဒီရလာတဲ့ရှေ့ရှားတွေကတနေ့တော့ပြင်လဲထူထောင်ရေးလည်းရှိလာမှာပါပဲလေအဲ့ဒီတနေ့နေ့ပဲအခုအများကြီးကျိုးပန်းပြီးတော့လူအားတော်လည်းကောင်းကိုရတော်လည်းကောင်းပေါ့နော်ပါဝင်ကူညီတော့မှာပါဆိုးရပြီးွားရင်အကောင်းကြီးလာတော့မှာပါအဲ့တော့ ကျွန်တော်တို့ကဘာဖြစ်ဖြစ်လောကတန်အောင်တွေ့ကြုံရရလို့ပဲသဘောထားပါပါနော်ဘာဖြစ်ဖြစ်ကျွန်တော်တို့ရေကောင်းတာတွေလာမှာပါအထင်ထားပါလို့အလုံးပြောချင်ပါတယ်ကျွန်တော်တို့လည်းဒုံနိုင်တဲ့စွမ်းနိုင်တဲ့ဘက်ကနေပြီးတော့တနေ့အကောင်းဆုံးကူညီပံ့ပိုးပေးပါမယ်လို့လည်းပြောချင်ပါတယ်ခင်ဗျအားလုံးကဲဆိုကြီးကြော်လောက်နိုင်ပါစေ